ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးရမှာဆိုလို့ရှိရင်ကျွန်တော်က business japanese phrases တွေပေါ့เนาะအဲ့တော့စာအုပ်တွေထဲမှာအများအားတွေ့လေတွေ့တာမရှိပေမဲ့တကယ်နှစ်ဖူးတွေ့တွေ့ဂျပန်လုပ်ငန်းခွင်တွေမှာတွေ့ရတဲ့တဲ့ phrase လေးတွေကိုအားလုံးတူလေ့လာတော့မှာဖြစ်ပါတယ်အထူးသဖြင့် and 3 and 2 and 1လေ့လာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရင်အထောက်အကူပြုလိမ့်မယ်ဒါမှမဟုတ် BJT စာမပွဲဖြေဖို့အတွက်ပြင်ဆင်နေရဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်တေချာပေါ့ဂျပန်စကားလုံးတွေဖြစ်တဲ့အတွက် အဲ JPD အတွက်ကတော့အသုံးဝင်မှာပေါ့เนาะအဲ့တော့အလုံးတူဆုံးတိလိုက်ပြီးတော့ကြည့်ပြပါအောင်เนาะဒီနေ့ကတော့ပထမဆုံးပေါ့ပေါ့ပါပါလေးပဲကျွန်တော်တို့စာချင်တယ်အဲ Ikan o Nobedu ဆိုရယ် phrase လေးကိုမှတ်ထားပေးပါ Ikan o Nobedu Ikan ဆိုတာကထင်မြင်ချက်ကိုယ့်ရဲ့ထင်မြင်ချက်ယူဆချက်ကိုပြောတာအနောက်က Nobedu ကကြတော့ဖော်ပြရဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ထင်မြင်ချက်ကိုယ့်ရဲ့ယူဆချက်ကိုထုတ်ပြောရဲဆိုတဲ့အဓိပ္ပာယ်မျိုးလေး ਨੇ Ikan o Nobedu ဆိုရယ်ဒီ phrase လေးလုပ်ငန်းခွင်မှာတိတ်ပြီးတော့သုံးတယ်နောက်တစ်ခုအဲဒါလေးမှတ်ပေးထားစေချင်တယ်ဟိုကိုစေအို ခိမဲရုဆိုတဲ့ phrase လေးဟိုခိုစေဟိုခိုစေဟိုခိုစေဒါလေးကတော်တော်လေးကောင်းတဲ့ phrase လေးပေါ့နော်ဒါလေးဒါလေးကကျွန်တော်ပုံမှန်ဟိုခိုဆိုလို့ရှင် direction လာရဆိုပြီးတော့ ကြက်ခဲ့ပြီးသား N3 လောက်ကတည်းကအဲ့တော့ Hoko Say ဆိုတာကအဲ direction ကိုအနောက်ကခီမဲရူတတ်မှတ်တယ်ဆိုတော့ဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်လုပ်ငန်းခွင်မှာဆိုလို့ရှင် next step ပေါ့เนาะဘာဆက်လုပ်မလဲဆိုတော့ next step ကိုစဉ်းစားတဲ့အခါမျိုးမှာဆိုလို့ရှင် Hoko Say ကိုခီမဲရူဘယ်ဘယ်ကိုဆက်သွားကြမလဲဘာဆက်လုပ်ကြမလဲဆိုတဲ့ဥစ္စာကိုစဉ်းစားတဲ့အခါမှာဒီ phrase လေးကိုအရင်သုံးပါတယ် Hoko Say ကိုခီမဲရူဆိုပြီးတော့သုံးတယ်ပေါ့เนาะအဲ့တော့အဲကျွန်တော် direction ပေါ့เนาะဘာဆက်လုပ်မလဲဆိုတော့ next step ကိုစဉ်းစားတဲ့အခါမျိုးမှာ Hoko Say ကိုခီမဲရူဆိုတဲ့စကားလုံးလေးရှိမယ်နောက်တစ်ခု ခတိုင်အိုအာရာအီဒါဆုအဲ့တော့ခတိုင်ခတိုင်ဆိုတာကအလုံးသိထားပြီးတိုင်းမယ် issue ကိုပြောတာပေါ့နော် issue အဲလက်ရှိဖြစ်နေတဲ့ဖြေရှင်းရမယ့်ပြဿနာတွေပေါ့နော် issue တွေကိုခတိုင်ဆိုပြီးတော့သုံးတယ်ခတိုင်အိုအာရာအီဒါဆုအဲ့တော့အာရာအီဒါဆုအာရာအာရာဥစွာကစေကြောတာအာရာဥစွာကစေကြောတာကျွန်တော်သိထားပြီးတာအာရာဒါပေမဲ့အာရာအီဒါဆုကကြောင့် wash out လုပ်လိုက်တယ်ပြောရမယ်ဆိုမြန်မာလိုဆိုလို့ရှိရင်စစ်ထုတ်လိုက်တယ်စဉ်းစားပြီးတော့ဖော်ထုတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော် ဒီ issue တွေအများကြီးရှိနေရဲ့အဲပြဿနာတွေအများကြီးရှိနေတဲ့ထဲမှာမမစစ်ထုတ်လိုက်တယ်ပေါ့နော်တကယ်အဲတကယ် issue တွေကိုအဲစဉ်းစားပြီးတော့ရွေးထုတ်လိုက်တယ်ဆိုရင်အထိပယ်မျိုးအနေနဲ့ခတိုင်းကိုအာရာယီတာဆူဆိုပြီးတော့တော်တော်လေးအသုံးများတဲ့ phrase လေးဖြစ်ပါတယ်ဒါလေးလက်မှတ်ထားပေးမယ်ပေါ့နော်အဲအပေါ်မှာကျွန်တော်တို့ဒီ icon ကိုဟိုဖော်ပြပြီးတဲ့အခါမှာ icon က waredu ဆိုတဲ့ phrase လေးကိုလည်းမှတ်ထားပေးစေချင်တယ်။ icon က waredu icon က waredu ဆိုတာတယောက်နဲ့တယောက်နဲ့ အဲထင်မြင်ချက်တွေမကိုက်ညီဘူးဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့เนาะအဲ့ဒါကိုတစ်ခါတလေကြားလို့ရှင်ဤခံကဤချီရှိနိုင်ဆိုပြီးတော့လဲတုံးပါတယ်ဤချီဤချီဆိုတာက MATCH much ကိုက်ညီတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့အဲ့တော့ဤချီရှိနိုင်ဆိုတော့မကိုက်ညီဘူးဆိုတဲ့အတိတ်ပဲမျိုးလေးဖြစ်သွားတယ်ပေါ့เนาะဤခံကဤချီရှိနိုင်ဆိုလို့ရှင်လဲဒါထင်မြင်ချက်တွေအဲမကိုက်တော့ဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့เนาะသူထင်မြင်ချက်နဲ့ကိုထင်မြင်ချက်နဲ့လွဲနေရဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့တုံးပါတယ်အဲ့တော့ဒီ phrase လေးမှတ်ထားပေးမယ်ပေါ့เนาะအဲ့တော့အဲနောက်ထပ်တစ်ခု နိုင်ယောနိုင်ယောနိုင်ယောဆိုတာကအကြောင်းအရာကိုပြောတာပေါ့နော်အဲ့တော့နိုင်ယောအိုစေရီစရုစေတီစေတွန်းဆိုတာကျွန်တော်အလုံးသိထားပြီးသားစီရီတဲ့ arrange လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေအဲ့တော့နိုင်ယောအကြောင်းအရာတွေကိုအကြောင်းအရာတွေကိုစေရီစရုအဲ့တော့အကြောင်းအရာတွေကိုအဲ arrange လုပ်တယ်စီရီလိုက်တယ်ပေါ့နော်ဘာပြောကြမလဲဘာရေးဆက်လုပ်ကြမလဲဆိုတော့အာဘာဘာဘာအတွက်ကဘာဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့အကြောင်းအရာတွေကိုစီစီရီလုပ်တယ်အဲဘာလုပ်ရမလဲဆိုတော့ဟာကိုစဉ်းစားရဲဆိုရင်နိုင်ယောစေရီစရုဒီ phrase လေးလည်းတော်တော်လေးသုံးတယ်ပေါ့နော် အမှထပ်ပြီးတော့မှတ်ထားပေးစေချင်တာက共通点ဆိုတဲ့အဓိပ္ပာယ်လေး共通点を見つける共通点共通ဆိုတာက common ပုံဆိုတဲ့အဓိပ္ပာယ်မျိုး ਨੇ အဲ့တော့သူထင်မြင်ချက်ရှိရယ်ကိုထင်မြင်ချက်ရှိရယ်မကိုက်ညီနေဘူးဒါပေမဲ့သူထင်မြင်ချက်နဲ့ကိုထင်မြင်ချက်နဲ့ကိုက်ညီနေတဲ့အချက်ပေါ့နော်ဘုံဘုံဖြစ်နေတဲ့အချက်မျိုးကိုအဲ見つけるဆိုတော့အဲတွေ့အောင်ရှာရဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်တယ်ပေါ့နော်共通点を見つける ်ကလော့စ်တန်နော်အဲ့တော့ဘုံဖြစ်နေတဲ့အချက်၊ကိုက်နေတဲ့အချက်တွေကိုတွေ့အောင်ရှာတယ်ဆိုတဲ့အတိပ္ပယ်မျိုးလေးအဲ့ဒါပြီးတဲ့အခါမှာကျွန်တော်ဒီဟာလေးလက်တော်တော်လေးသုံးတယ်ဖူကာဘိုဒီအိုဖူကာဘိုဒီဆုတူဆိုတဲ့အတိပ္ပယ်လေးဖူကာဘိုဒီဖူကာဘိုဒီဆိုတာကကျွန်တော်ကနက်နက်နော်အရှိအရှိကဖူဖူကိုက်ကနေလာတာဖူကိုက်ဖူကိုက်ဆိုတာကနက်နက်တယ်ဆိုတဲ့အတိပ္ပယ်မျိုးလေး deep ဖြစ်တယ်ပေါ့နော်နက်တယ်အနောက်ကဟာလေးကကြတော့ဟိုတုတူးတီဆိုတဲ့စကားလုံးလေးအဲ့တော့ဖူကာဘိုဒီဆိုလို့ဆိုတာနက်နက်နည်းနည်းတူးတယ်ဆိုတဲ့အတိပ္ပယ်ကလုပ်ငန်းခွင်မှာကြောက်ကြောက်ကဒီကိစ္စတစ်ခုခုရှိရဆိုလို့ရှိရင်အဲ့ကိစ္စကိုနက်နက်နည်းနည်းစဉ်းစားတာဘာကြောင့်ဘာကြောင့်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အဥစ္စာအလုံးဝအသေးစိတ်နောက်ွယ်ရရအောင်စဉ်းစားတာပေါ့နော်အဲ့ဒါမျိုးဖူကာဘိုဒီဆိုတုဆိုပြီးတော့တုံးတယ်များသောအားဖြင့်အဲ့ဒါမျိုးကကျွန်တော်ဒီလိုမျိုးပေါ့နော်အဲဂန်ဂျော ဘွန်ဆက်ခီဆူဒူဆိုတဲ့ဥစားမျိုးတွေနေမှာတခါတည်းတွေ့ရတဲ့တဲ့ဘွန်ဆက်ခီဆူဒူအဲ့တော့ဂန်ဂျောဂန်ဂျောဆိုတာကဂန်းဆိုင်ရဲ့ဂျောချောရဲ့ဂန်ဂျောဂန်ဂျောလက်ရှိဖြစ်နေတဲ့အခြေအနေပေါ့နော် current situation ကိုကျွန်တော်ကဘွန်ဆက်ခီဆူဒူဘွန်ဆက်ခီဆူဒူဆိုတာကကျွန်တော်လက်ရှိရှိနေတဲ့အခြေအနေကို analysis လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဘွန်ဆက်ခီဆိုတာက analyze လုပ်တာအဲ့တော့ဂန်ဂျောဘွန်ဆက်ခီဆူဒူလက်ရှိအခြေအနေကိုအဲ analysis လုပ်တယ်အဲ့လိုလုပ်လိုက်ခြင်းအပြင်ပါတည်လာလဲဆိုတော့ကျွန်တော်ကဂန်ဂျော ဟာအခုဆိုလို့ဒီဟာအခုဆိုရဲဘောကပ်လေးကိုခန်းကြီးရောဖတ်နိုင်တဲ့အတိတ်ပဲလဲနားလဲတယ်ဆိုလို့ရှိရင်တေချာဘောက်ကို and 3 and 2 level and 1 ठी ရောက်သွားပြီပေါ့နော်အဲ့တော့ဂန်ကြောဟာအခုဆိုရဲအတိတ်ပဲလေးရှိပါမယ်ဂန်ကြောဟာအခုဆိုလို့အဲ့တော့လက်ရှိအခြေအနေကိုတေချာနားလဲအောင် analyze လုပ်တယ်အဲပြီးလို့ရှိရင်အဲ့ဒါအဲ့ဘောဆက်ခီးနေရာမှာကျွန်တော်ဘာလိပြောင်းပြီးတော့တုံးလို့ရတယ်ဂန်ကြောချောစာဆိုလို့ဆိုပြီးတော့လဲတုံးလို့ရတယ်ပေါ့နော်ချောစာဆိုလို့ စစ်တမ်းောက်တယ်ပေါ့နော်ချောစာဆုရအဲ့တော့ဂန်ဂျောဘုံဆက်ကီဆုရဂန်ဂျောဟာအခုဆုရဟာအခုဆိုအထိပယ်ကကျွန်တော်လက်ထဲမှာစောက်ကင်ထားတယ်ဆိုအထိပယ်လေးအဲ့တော့နောက်ောက်စာလေးဆိုလို့ရှင်လေဒါနီဂီဒူဆိုရစောက်ကင်ဒီဆိုရစကလုံးလေးဖြစ်တဲ့အတွက်ဒီဂန်ဂျောဟာအခုဆိုလက်ရှိအခြေအနေကိုတေချာပေါ့တိတိကျကျလေးနားလည်နေတယ် understand the current situation ဆိုအထိပယ်မျိုးလေးနဲ့ဂန်ဂျောဟာအခုဆုလို့ဆိုပြီးတော့လုပ်ငန်းခွင်မှာအရင်ကိုတုံးတဲ့ phrase လေးဖြစ်ပါတယ် ပစာမပေါ်မှာလေဒါလေးမီလီမီတာရှိရပေါ့နော်အန်တူလောက်ဆိုရင်မေးပြီဆိုအဲ့တော့ဒီ phrase လေးကိုလည်းမှတ်ထားပေးပါအဲ့တော့ကျွန်တော်တို့ဒီမှာအဲတတိချာချာလေး deep down တွေးတွေးကြည့်ပြီးသွားပြီး analyze လုပ်ပြီးသွားပြီးဒီမှာ investigate survey လုပ်ပြီးသွားပြီးစစ်တမ်းကောက်ပြီးသွားပြီးအဲလက်ရှိအခြေအနေကိုလည်းကျွန်တော်နားလည်သွားပြီးဆိုတဲ့အခါမှာ ketron o dasu ဆိုတဲ့ဥစားမျိုးလေးထပ်ပြီးတော့တွေ့ရတဲ့ ketron o ခက်ချရုံအိုဒါစုခက်ချရုံအိုဒါစုဆိုတာကခက်ချရုံဆိုတာက conclusion ညီကုံချုပ်တယ်ပေါ့နော်။ဘာဆက်လုပ်ကြမလဲဆိုရယ်ဆုံးဖြတ်ချက်ချတယ်ပေါ့နော်။အဖြေထုတ်တယ်ဆိုရယ်အဲဒီပဲမျိုးခက်ချရုံအိုဒါစုဆိုရယ်စကားလုံးလေးရှိမယ်။အဲဒီချိန်မှာကျွန်တော်ဒါမျိုးလေးလည်းထပ်ပြီးတော့တွေ့ရနိုင်တယ်။ယောတန်အိုမာတိုမေရုဆိုရယ်စကားလုံးလေး။ယောတန်ယောတန်ဆိုတာကတကယ် important point အရေးကြီးတဲ့အချက်တည်းပေါ့နော်။အရှိယာဟီချူယောရဲ့ယောလေးသူကအီဒူဆိုပြီးတော့ဖတ်ပြရတယ်လေနော်။အဲ့တော့ယောတန်မာတိုမေရုဆိုလို့ရှိရင်အရေးကြီးတဲ့အချက်တည်းကိုအာ မတူမဲလုပ်တယ်ပေါ့နော် summarize လုပ်တယ်အနှစ်ချုပ်တယ်ဆိုရအဓိပ္ပာယ်မျိုးလေးဒါမျိုးလေးရှိမယ်ပေါ့နော်အဲ့တော့အဲလုပ်ငန်းခွင် ဖြစ်တဲ့အတွက်ကျွန်တော်များသွားဖြစ်ဒီလိုမျိုးစကားလုံးလေးလည်းတွေ့ရနိုင်တယ်ခခခုခခခုဆိုတာက price ပေါ့နော် co show suit ဆိုရဥစ္စာမျိုးလေးလည်းတွေ့ရတတ်တယ်ခခခုခခခုဆိုတာက price ကုန်စည်နှုန်းပြောတာအဲကုန်စည်နှုန်းဆိုတာကသူကအဲ့လိုပစ္စည်းတစ်ခုခုရဲ့ price တန်ဖိုးပြောတာပေါ့နော်ကျွန်တော်ဒီကုန်စည်နှုန်းနေကြီးတယ်ဆိုရကုန်စည်နှုန်းကကြတော့ဒါ ဘုကဆိုပြီးဖြစ်သွားမယ်ပေါ့နော်အဲ့ကုံစင်းနောဘုကအဲပစ္စည်းတစ်ခုချင်းစီရဲ့အဲပစ္စည်းတစ်ခုချင်းစီရဲ့ average ကုံစင်းနှုံးကကြတော့နေတန်းလို့ခေါ်ပြီးတော့ဒီကျွန်တော်ဒီဈေးနှုံးပေါ့နော်ဒီ price ဆိုရအတိတ်ပဲအနေနဲ့ကြတော့ဒီခခခုဆိုရစကားလုံးလေးတုံးတယ်ပေါ့နော်အဲ့တော့ okay ထားပါတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲခခခု코ရှော့ဆူတူ코ရှော့ဆူတူဆိုတာက negotiate လုပ်တာနော်အဲ့တော့코ရှော့ဆူတူခခခု코ရှော့ဆူတူဆိုလို့ရှိရင် ို့ short နေတမ်းဟိုကုံစည်းနှုံးကိုကျွန်တော်တို့ဈေးဈေးညှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခို short ဆိုတော့နေတမ်းလည်းတုံးလို့ရတယ်တခါလေးじゃနေတမ်းခို short ဆိုတော့လည်းတုံးလို့ရနော်အဲ့တော့ဒါမျိုးလေးရှိမယ်အဲ့တော့ကိုလိုချင်တဲ့အဲ condition တွေပေါ့နော်အခြေအနေတွေပါလေဆိုလို့ရှိရင်ဂျောခန်းဆိုပြီးတော့တုံးလို့ရတယ်အဲ့တော့ဂျောခန်းအုတ်ထေကြီးစုတူကိုကဘာကြီးဘာကြီးလိုချင်တယ်ဆိုတဲ့ဥစ္စာမျိုးဖော်ပြတဲ့အခါမျိုးမှာဂျောခန်းအုတ်ထေကြီး စုထေးကြီးစုဖော်ပြသည်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့အခြေအနေတွေကိုအဲဖော်ပြပေးတယ်ပေါ့နော်တခါလေကြာလို့ရှင့်အဲ့နေရာတွေမှာတို့ရောဒီရောခန်းအို့ တေဂီဆိုလို့ဆိုပြီးတော့လဲတောင်းတာမျိုးလေးရှိတယ်ယောခန်ယောခန်နဲ့ကြောခန်အသေးပေကတော့အရင်မကွာဘူးဆိုပေမဲ့ယောခန်ကကြတော့ requirement ပေါ့နော်မဖြစ်မနေလိုအပ်တဲ့အချက်တည်းဆိုလို့ရှင်ယောခန်တေဂီဆိုသူ define လုပ်တယ်တေဂီတေဂီကကြတော့ယောခန်တေဂီတေဂီကကြတော့ define လုပ်တယ်သတ်မှတ်တယ်ဆိုရအသေးပေမျိုးလေး ਨੇ ဒါမျိုးလေးလေဒါလုပ်ငန်းခွင်မှာတေချာပေါက်တွေ့ရတယ်နှစ်ဖူးတွေ့ဒူးတွေ့ကိုတွေ့ရတဲ့ phrase တွေဖြစ်ပါတယ်နော်ပြီးကျွန်တော်အားလုံးသိတဲ့ mitsumori mitsumori ဒါစု မီတူမိုရီဒါဆူမီတူမိုရီဆိုတာကကိုတေးရှင်းပေါ့နော်မီတူမိုရီနော်အဲ့တော့ quotation ပေါ့ဈေးနှုန်းဈေးနှုန်းဈေးနှုန်းပေါ့နော်ဈေးနှုန်းဘလောက်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 ဆိုတဲ့ဥစ္စာမျိုးပေါ့နော်ကျွန်တော်အဲ့ဒါမျိုးတွေကိုအဲဒါရောင်းချင်တဲ့သူဘက်ကနေဝယ်ချင်တဲ့သူဘက်ကိုပေးတဲ့ဈေးနှုန်းစရာပေါ့နော်အဲ့ဒါမျိုး memory ကိုဒါစုဆိုပြီးတော့တုံးတယ်အကယ်၍အဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော် စာချုပ်ချုပ်တယ်ဆိုလို့ရှိရင်ခေယခုခေယခုစုတုဆိုပြီးတော့မတော်ဘူးเนาะခေယခုကိုอืมကျွန်တော်များသွားဖြင့် form တတိယချာလေးတုံးမယ်ဆိုလို့ရှိရင်ခေယခုကို take kids စုတုဆိုပြီးတော့တုံးပြရပါတယ်ခေယခုကို take kids စုတုအဲ့လိုအတွဲလိုက်လေးချက်ထားလိုက်တခါတည်းအတွဲလိုက်လေးချက်ထားလိုက်ဘာလို့လဲဆိုတော့အဲ့ဒါအတွဲလိုက်အမှန်ကန်တာဖြစ်တဲ့အတွက်ပေါ့เนาะဒီမှာပါတယ်ဖရစ်ဒီအကောင်ကအဲ့လိုမျိုးအတွဲလိုက်တခါချက်ထားလို့ရတယ်ခေယခု take kids စုတု စာချုပ်ချုပ်ဆိုသည်ဆိုရယ် phrase လေးဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဆောင်မွေးပါဖြစ်ဖြစ်အမြင်နဲ့တွေ့နေရတဲ့တဲ့ phrase လေးတစ်ခုရှိတယ်အဲ့ဒါကကြတော့ you san ဆိုရယ်စကားလုံးလေး you san ဒါဟိုဘတ်စကားမှာလည်းတွေ့ရရထားပေါ်မှာလည်းတွေ့ရတဲ့စကားလုံးလေးဖြစ်တယ် you san priority ပေါ့နော် priority ကို you san jun e jun e o kimedu ဆိုရယ်စကားလုံးလေးအဲ့တော့ jun e ဆိုတာက join e ဆိုတာက order ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲ့တော့အဲ priority order ကိုကျွန်တော်သတ်မှတ်တယ်ဦးစားပေး လေပဲခွဲရဲပေါ့နော်ဆိုရအတိပဲမျိုးလေး ਨੇ ယူဆန်းကျွန်းအီအိုခီမဲဒူဆိုရဖရေးစ်လေးတော်တော်လေးသုံးပါတယ်။ဟွန်းပြီးနောက်ထပ်တစ်ခုပေါ့နော်အဲတတိချာချာလေးသိစေချင်တဲ့ဖရေးစ်အာဖရေးစ်လို့ပြောမလားအန်ကတ်စ်အန်ကတ်စ်နီတတိမဲဒူဆိုရစကားလုံးလေးဆူဆူမဲဒူအဲ့တော့ဒီအန်ကတ်စ်ဆိုရစကားလုံးလေးပေါ့နော်အန်ကတ်စ်ရဲ့ကတ်စ်လေးကကျွန်တော်အာနာမဲရာကာဆိုရစကားလုံးလေးလေနော်နာမဲရာကာတော့ buff အနေနဲ့ဆိုလို့ရှိရင်စူပဲတူချော်ရဲဆိုတဲ့စကားလုံးလေးဒါမဲ့တော့ uncut ဆိုတော့ smoothly ဆိုတဲ့အဓိပ္ပာယ်လေးအဲ့တော့အဲတိတ်ချာလေးပဲ ဘာနောက်ရှက်မှမရှိဘဲနဲ့အေးအေးချမ်းချမ်းလေးပဲဆက်ဖြစ်သွားတယ်အဆင်ပြေသွားတယ် uncutting to tomato ဆိုရယ် phrase လေးဖြစ်ပါတယ် uncut ဆိုရယ်ဒီ vocab လေးပေါ့နော်ဒီ phrase လေးဟိုမှတ်မိစေချင်တယ်ဒါလေးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ကဒီလုပ်ငန်းခွင်မှာနှစ်ဖူးတွေ့တူတွေ့တွေ့ရတဲ့ phrase 20ပေါ့နော်ခုခုအစုစုပေါင်းအဲစာကြောင်း20ကိုလေ့လာခဲ့ရဖြစ်ပါတယ်အဲ့တော့အများကြီးပြောလိုက်လို့ရတယ်ဒါပေမဲ့အများကြီးပြောလိုက်လို့ရှင်ထပ်ပြီးတော့ မေ့သွားမှာဆိုတော့ပေါ့เนาะဒီ20ကိုပဲတိတိကျကျမှတ်မိအောင်အဲနားထောင်ပြပါအောင်เนาะ20ရသွားပြီဆိုလို့ရှင်ကိုမတ်လေးမှန်ခဲ့ပြပါအောင်အဲ့ဒါဆိုလို့ရှင်ကျွန်တော်21ကနေဆက်ပြီးတော့လည်လာကြမယ်ဒါရီကတကယ်ကိုနှစ်ဖူးတွေ့တူတွေ့တွေ့မဲ့ phrase တွေဖြစ်တဲ့အတွက်ကြက်ထားလို့ရှင်တိကျပါအရှုံးမရှိဘူးဆိုတာကိုအာမခံပါတယ်เนาะအဲ့တော့အဆုံးထိကြည့်ပြတဲ့ကျေးဇူးများကျေးဇူးပါတယ်